အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနေဖြစ်ပါတယ်ကျွန်တော် NSM မှာ Digital Marketing ပညာရည်ဒီကိုညှဝင်တင်ကြားပေးနေတဲ့ဆရာတို့ဖြစ်ပါတယ်ကဲဒီနေ့မှာလည်းကျွန်တော်တို့အားလုံးအကျိုးရှိစေမဲ့အတန်းလေးတန်းနဲ့ထပ်မံပြီးတော့မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော်ဒီနေ့ဒီအချိန်ဒီကာလတွေမှာကျွန်တော်များသောအားဖြင့်ကြုံရတာပေါ့နော်ကျွန်တော်မီဒီယာဘိုင်းနဲ့ပတ်သက်ပြီးတော့ boost လုပ်ဖို့အခက်အခဲရှိတာ boost လုပ်ဖို့အတွက်ဘယ်ကနေစလုပ်ရမှန်းမသိတာ เนาะနောက်တစ်ခုကကျွန်တော်လုပ်ငန်းရှင်တွေတော်တော်များများကကျွန်တော်တို့မီဒီယာဘိုင်းင်းလို့ခေါ်တဲ့ boost လုပ်လိုက်တဲ့အချိန်မှာထိရောက်တဲ့ရလက်ကောင်းတွေရဖို့အတွက်ဘလူနီးနဲ့နေနဲ့လောက်အောင်လဲဆိုတဲ့အပိုင်းတွေကိုဟလာအသိရှိနားလည်ဖို့အတွက်လိုအပ်တဲ့အခြေအနေလေးတွေရှိတဲ့အခါမျိုးတွေဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်တို့အခုကျွန်တော် NSMS ကဖွင့်လှစ်ပေးမယ်เนาะကျွန်တော် Facebook boost class အတန်းကိုတက်ရောက်ဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဒီအတန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအာ အခုမှ page တွေထောင်းမယ် create page create တွေလုပ်မယ် book စလုပ်မယ်သူတွေအဲ media ဘိုင်းနဲ့ books နဲ့ပတ်သက်ပြီးတော့ဟာလာကျွန်တော်တို့ကစနစ်တကျပေါ့နော်လုပ်ပုံလုံးလေးတည်ကျင်တဲ့သူတွေအတွက်တက်ရောက်တဲ့အတန်းလေးဖြစ်ပါတယ်ဒီတန်းမှာဆိုလို့ရှိရင်ကျွန်တော် campaign structure တွေဘယ်လိုတည်ဆောက်မလဲ campaign assets တွေကိုအဲဘယ်လို manage လုပ်မလဲ ADS တွေကိုကျွန်တော်တို့ကဘယ်လို run မလဲပြီးရင်ကျွန်တော်တို့က S policy ပေါ့နော်ကျွန်တော်ကြော်ညာပြီးဆိုလို့ရှိရင်ကျွန်တော်တို့က Facebook ကိုမဖြစ်မနေတည်ထားမဲ့ အဲ့လာကျွန်တော် boost လုပ်ပြီဆိုလို့ရှင်မဖြစ်မနေတည်ထားရမယ် ADS policy တွေ community standard တွေဒီအကြောင်းအရာတွေကိုလည်းကျွန်တော်တို့ညှောက်ဝေပေးသွားမှာဖြစ်ပါတယ်ပြီးတော့ဒီမှာကျွန်တော်တို့က algorithm ရှိပါတယ်ဗောနော် Facebook မှာ media ဘိုင်းလုပ်တဲ့အခါမှာအဲ့လာ Facebook algorithm အကြောင်းတွေကိုလည်းကျွန်တော်တို့ညှောက်ဝေပေးသွားမှာဖြစ်ပါတယ်အကျိုးရှိပြီအဲ့လာကျွန်တော်တို့ဒေါ်လာတွေ၃တိုင်းမှာတုံးလိုက်တဲ့ဒေါ်လာတိုင်းမှာထိရောက်တဲ့ရလဒ်တွေရကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုဖွင့်မဲ့ Facebook Boost Class အကောင့်ကိုတက်ရောက်ဖို့ကျွန်တော် ဖိတ်ခေါ်လိုက်ပါတယ်အားလုံးပဲတက်ရောက်မယ်လို့လည်းမျှော်လင့်ပါတယ်တကယ်ကိုကျွန်တော်အနေနဲ့စနစ်တကျနဲ့မျှဝေပေးသွားဖို့လည်းစီစဉ်ထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်